ဒါဒါဝလာတုတ်တာဒါဒီသမယဝလာရဲ့ brand brand မွန်မင်းသမီးအဲဒါပဲမွန်မင်းသမီးဟုတ်ကိုယ့်ရဲ့မွန်ထမင်းလေးတွေကိုပြန်ပွားပြီးတော့ဝစ်စေခြင်းနဲ့ပင်စင်းနှုံးကလည်းအမြင့်ဆုံးမှ2000မကျော်ဘူး1800အမြင့်ဆုံးကိုရောင်းတာဖြစ်တဲ့အတွက်အားလုံးလည်းဝတ်နိုင်တဲ့ဟာလေးဟို2000မကျော်တဲ့အဲ့လိုမျိုးဒါပေမဲ့ quality ကတော့အရင်ကောင်းတယ်အမခံတယ်အဲ့ဒါလည်းရေကြိုက်တလို့ရှိအောင်လုံးဝမကြအောင်လုံးဝမလွင့်ဘူးဒါအမတို့တစ်ခါတည်းကြော်ညာလိုက်တယ် ူများတွေကပြောတယ်ဈေးရောက်တာမရှက်ဘူးလားကိုကမင်းသမီးဖြစ်နေပြီဈေးသက်ကြီးအဲ့လိုမျိုးမျိုးစုံတော့ပြောတာတော့ရှိတယ်ဒါပေမဲ့အဲ့လိုတော့ဘူးလားမရှက်ပါဘူးဈေးရောက်နေဆိုဟိုဘယ်လိုပြောရမလဲသူများဟိုပျက်စီးခိုးတာလည်းမဟုတ်ဘူးတမအာစီဝါကြာကြာနဲ့နီလန်းနဲ့ရှာတဲ့အလုံးမှန်သမ ्या ကိုလာတန်မှုထားတယ်အကဲမွန်မျိုးဆိုတော့မိုးစုံလေးပေါ့နော်ပြက်ဒီထမိန်လေးကလည်းရောင်းရမယ်ဆိုတော့တခါလေးပွက်တက်ရင်းနဲ့အဲ့လိုပွက်လေးတက်လိုက်တော့ပုံလေးရာလေးတမုံရိုင်းရဆိုတော့ ဟိုလာတို့ပရိသတ်တွေကကြတော့အဲ့လိုမွန်းထမိန်လေးတွေကိုဟိုမဝတ်ပြလို့ရှိရင်တိတ်ပြီးတော့အဲ့လိုမျိုးရောင်းအားနဲ့ပေါ့နော်ဟိုလာကိုရန်ဝတ်ပြတဲ့ထမိန်လေးဆိုပို့ပြီးရောင်းအားရှိတယ်အဲ့တည်းကြောင့်မလို့မွန်းထမိန်လေးတွေနဲ့အာပွဲတက်တာပေါ့နော်မွန်းထမိန်လေးတွေဟုံးရင်လည်းဟိုလာငယ်ငယ်လေးတွေဝတ်ခဲ့တာပါကြာလှပါပြီဟိုလာတို့ရောင်းတဲ့ထမိန်လေးတွေကရေရေသွေးလည်းကောင်းတယ်ကိုရောင်းလို့ကိုပြောမဟုတ်ဘူးနော်ရေသွေးအရင်ကောင်းတယ်ရေကြိုက်တဲ့လောက်ရှော်လုံးဝအရင်လုံးဝမကြောက်အရင်လုံးဝမလွင့်ဘူးပြီးတော့ဟိုလာတို့ဟိုလာတော့ ပြိသက်အားလုံးဝယ်နိုင်တဲ့ဟိုဈေးနှုန်းတစ်ခုပဲရောင်းနေပေါ့နော်ဟိုလာမှာဆိုရင်ဈေးကြီးသောမှာ18000ဈေးအမြင့်ဆုံး18000ဈေးအနည်းဆုံးက1500အဲ့နှစ်မျိုးပဲရောင်းပါတယ်ဟိုလာမွန်တမိန်လေးကိုလာလုတ်တာ2016ထဲကပေါ့ဟိုလာရဲ့အမေရိကန်ပြိသက်တွေဆိုတော့တိပါတယ်ဒါပေမဲ့ဈာထဲမှာပေါ့နော်ဟိုဒီစီးပွားရေးလုံးမလား တရုတ်ဆောင်တာလုံမလားအဲ့မိကုန်းနှစ်ခုမှာတရုတ်ဆောင်လုတ်တဲ့အလုတ်ကကြတော့အသက်ရွယ်ကန်သက်ရှိရယ်ပေါ့နော်လာတော့တက်ကြီးွားရင်မလွယ်ဘူးဆိုတဲ့ခါကြတော့အကြောင်မလို့လား တေးဆောင်နေလိုက်ရွှေးလိုက်တာပါတောက်ရှောက်လာအဲ့လိုမုံဆောင်မုံထမိန်နေဝတ်တာပေါ့နော်အဲပြီးတော့အဲ့အဲ့ဒီပုံလေးဆိုရင်လည်းဒါဟိုလာတို့အဲ့ page မှာဆိုအမြဲတင်နေအရင်ဆိုအဲ့အဲ့ပုံလေးနဲ့စပြီးနူးညာလုတ်တယ်လို့ပြောလို့ရပါဘောနော်အဲ့ပုံလေးနဲ့ဒီ Facebook မှာလူနည်းနည်းတိလာပါဗောအမွန်ထမိန်လေးရောင်းရင်းနဲ့အဲ့လိုကိုယ့်ရဲ့ရောင်းတဲ့ထမိန်လေးအဲ့လိုဝင်းရင်းနဲ့ဗောနော် ဒီလုပ်ငန်းကိုစီးပွားရေးဆိုတာထက်ဒီအလုပ်လေးကိုပေါ့နော်ဟိုလာဟိုဗာလဲမလုပ်ပဲနဲ့အဲ့လိုမနေချင်လို့ပေါ့နော်အဲ့လိုဒီတိုင်းပြစ်မထားလိုက်ချင်လို့ အဲ့လိုလှုပ်တဲ့သဘောမျိုးလေးပေါ့နော်တကယ်တော့လမ်းမှာလှုပ်ဖို့ဆိုအချိန်အချိန်လုံးဝမရှိပါဘူးအချိန်လုံးဝမရှိဘူးဘာကြောင့်လဲဆိုတော့ဒီတရုတ်ဆောင်လှုပ်တာဆိုတော့ series တွေရရင်နေ့ရောညရောဟိုအချိန်ပေးရတာပေါ့နော်နေ့ရောညအချိန်ပေးရဆိုတော့ဒီထမိန်နေ order တွေကလာရင်စပြန်တာလဲဝေလာပဲထုတ်တာလဲဝေလာပဲဘောင်းချဖြတ်တာလဲဝေလာပဲဝန်ထမ်းတစ်ယောက်ပဲရှိတယ် တချို့ကဝူလာမှန်းဝူလာစပြန်နေမှန်းမသိဘူးချို့ကခိုင်ကြရင်ပြိတ္တတွေကဟိုဝူလာကိုတခါမှတပလောက်ကြာတယ်ဝူလာအော်လာကောက်တာတည့်ရက်ပစ္စည်းထည့်တာတည့်ရက်ပို့တာတည့်ရက်ဂျိုင်းက delivery အပ်တာတည့်ရက်အဲအဲ့လိုမျိုးပေါ့နော်တခါဟိုမှတခါကြာနှစ်ပတ်လောက်တောင်ကြာတယ်ထင်တယ်တလား ကိုယ်တိုင်မဲလုံးမဝလာအလိုလိုစိတ်ကစိတ်တိုင်းကြရတယ်စိတ်တိုင်းကြရတယ်ဆိုတော့အလိုလုတ်တဲ့အခါကျတော့အရှိ့ကိုမရဘူးပေါ့နော်အလုတ်ကဒါပေမဲ့ဝလာလည်းမအားတဲ့ကြတဲ့ကနေလုတ်တာဒါပရိသတ်တချို့ပရိသတ်လည်းတည်တယ်လို့တချို့ပရိသတ်ကျတော့ဝလာကောတာလည်းရှိရပေါ့နော်ဟာဒီထဲကမရတော့ဘူးလားမရလည်းမယူတော့ဘူးတဲ့ဒီဆိုင်ကမှလာအကြဆုံးပဲအဲ့လိုပြောရှင့်အဲ့ကြရင်ဝလာဟုတ်ပါဘူးရှင့်အဝလာကိုချစ်လို့မှလာတဲ့ အဲ့လိုကြာရင်တော့မရှိတော့ဘူးလေဆိုတော့ဟုတ်ကဲ့ပါရှင်အခုစပြန်နေရလဲဝေလာပါပဲရှင်တောင်းပါပါရှင်အဲ့လိုပြောတာပေါ့တော့ပြောခဲ့ကြဟဲ့ဟလာဝဲအဲဝေလာဝေလာစပြန်နေရလားဝဲအဲ့အဲ့ဒါဆိုရင်ပို့ပေးပို့ပေးတယ်ရှူမယ်တဲ့အဲ့လိုလေးလည်းရှိတာပေါ့နော်အရင်ဆိုလားအဲ့လိုမျိုးဘီကေကေနိုင်မာကတ်မှာဆိုလားအများတန်းအဲဈေးဆိုင်ဖွင့်ပြီးတော့ရှောင်းနေပေါ့နော်အဲ့လိုပူပူလေးယူပြီးတော့ရှောင်းဖြစ်ပါတယ်အဲ့ကလေးကဟိုလားပြိတ္တတွေရှိရဲ့အခုနောက်ပိုင်းဒီဆိုင်လဲဟိုလားဖွင့်လိုက်သေးရဲ့ ဒါမဲ့ဘူလာတရုတ်ဆောင်လုံးနေကြအောင်လာဘလို့မှအချိန်ဟိုမရအောင်အဟိုလာအဲ့တရုတ်ဆောင်နေလုံးမှာဆိုအရန်စိတ်နှစ်ထားတယ်စိတ်နှစ်ထားတဲ့အတွက်အပြင်လို့ဟိုလာလုံးလို့မရအောင်ပေါ့နော်လုံးလို့မရတဲ့အခါကျတော့ဆိုင်လဲခဏဟိုလာပြန်ပိတ်လိုက်တယ်အဟိုလာမဆိုဟိုလာပြောတယ်ဒီထမိန်လေးပေါ့နော်အဲ့လို2000 3000မြတ်တာဘာလို့ရောင်းနေရလဲတည်ရမလားစိတ်ရှုပ်ခံပြီးဘာလို့ရောင်းနေရလဲတဲ့ကိုကအနုညာလုံးမဲဆိုရင်တခြင်းနေလို့ ဒီစကားတွေရိုင်အိမ်မှာအောက်အပြစ်ထည့်လိုက်ပေါ့နော်နုညာလှုပ်စွာတက်ရွယ်ပိုင်းခြားရှိတယ်တက်ကြီးဝိုင်းရင်အာဟိုငယ်လုံးလှုပ်ရတာတက်ကြီးဝိုင်းရင်မိလေးကိုဘယ်သူမှသုံးတော့မှာမဟုတ်ဘူးအဲ့လိုမျိုးပြောတယ်ဟိုလာကြတော့အမြင်ကတမျိုး ဒီထမင်ရောင်းတာအဲ့2000 3000အဲ့လိုမျိုးအကြောင်းမြက်လို့ရောင်းတာမဟုတ်ဘူးဝီလာဒီအလုပ်လေးကိုကြာတော့လာအဲ့ထမင်အလုပ်လေးကိုကြာတော့ဝီလာကိုယ့်ရဲ့သားသမီးတွေလိုမျိုးစိတ်ထဲမှာထင်ထမင်လေးမျိုးမထမင်လေးမြင်ဟိုလာတနာလဲတနာသလိုချစ်လဲချစ်တယ်အဲ့လိုလေးပေါ့နော်ဒီအလုပ်လေးကမပိတ်လိုက်ချင်အောင်အဲ့ကိုစားခဲ့တဲ့ဇလန်းဆိုတော့ကိုပဲအဲ့လိုမျိုးဆုံးအောင်လို့လုတ်ချင်တယ်2016ဆိုတော့လာ10ရန်းအောင်ပြီးခါစားမှာပေါ့နော်ဟိုအပုံဝင်ငွေလေးရချင်လို့ အရင်နေ့တပြားမှအဲ့လိုမရှိဘဲနဲ့ဟိုလာဒီထမိန်ုံစရောင်းခဲ့ရဘလို့ရောင်းခဲ့ရလဲဆိုတော့လာသူများစီမှာဒီဆိုင်ရှင်မှာဓမုံသွားရိုက်တာဓမုံသွားရိုက်ပြီးတော့ line မော့အရင်တင်တာဟိုလာတထဲတော့အဲရင်းပြီးဝလိုက်တယ်အဲအဲ့တော့တထောင်ကျော်ပဲဆိုတော့တထဲတော့ရင်းလိုက်တယ်ချုပ်ခလေးနဲ့ဆို2000 3000လောက်တော့ရင်းလိုက်တယ်2016ဆိုတာကြာပါပြီလွန်ခဲ့တဲ့10နှစ်ပေါ့အဲ့လိုလုပ်ပြီးဟိုလာအဲ့လိုမျိုးចောင်းတက်တာအဲ့တော့ပထမနှစ်တော့ပါတက်တော့အဲ့မှာចောင်းမှာ ကျောင်းမှာရိုက်တပုံနဲ့ရိုက်ဆောင်မွက်ဖြစ်ရင်တပုံရိုက်အဲ့လိုမျိုးရိုက်ပြီးတော့ပြီးတော့ဟိုလားအဲ့ဒါကိုအရင်နေ့တပြားမှမရှိဘူးဆိုင်ရှင်မှာတပုံသွားရိုက်ပြီးတော့အဲ့ဒါကိုလိုင်းမော်တင်ပြီးတော့အဲ့မှာအော်လာကောက်လိုက်တာပမာဆုံးဆိုင်ရုံနဲ့တသိန်းလေးတောင်းမှုရောင်းရတယ်အဲတသိန်းလေးတောင်းမှုရောင်းရတယ်14ရက်ဝန်းကျင်မှာ73နဲ့ဆက်လိုက်အဲ့ဒါလေးနဲ့ဆပြီးတော့တောက်လျှောက်အဲ့လိုမျိုးလှုပ်လာခဲ့တာဆိုတော့အဲ့ဒါလေးလည်းမလှုပ်ချင်ဘူးမပျောက်ပြက်ချင်ဘူးပေါ့နော် ပြီးတော့အဲ့နဲ့အကူအဝလား ဆိုင်လဲဒီဇေယောင်းပွဲတော်ပြင်ဆိုင်လဲပြန်ဖွင့်ဖို့အစီအစဉ်ရှိပါတယ်လို့နေရာကောင်းတဲ့နေရာလေးမှာပေါ့နော်လူအရင်ဆိုင်လေးကတော့နည်းနည်းလမ်းကြားထဲမှာဖြစ်တဲ့အတွက်ဝယ်ရတဲ့အခါမှာလဲဟိုပြိသက်တွေရှားရတာခက်တဲ့အတွက်ကြောင့်မလို့အဲ့ဆိုင်လေးတော့ခဏပိတ်ထားပါတယ်နောက်ဆိုင်နောက်ပိုင်းကျရင်ဆိုင်ကောင်းကောင်းလေးအဲဖွင့်ဖွင့်ကြပါတယ်ဟုတ်ဟုတ်တယ်အလုပ်လောဟကြီးတယ်ခါလေးကျရင်ရှူတင်မှာရရင်လည်းအော်ရာကောက်တယ် ဘောင်ချာစာအုပ်ထည့်လာတယ်ဘောင်ချာကိုယ်တိုင်ဖြတ်တယ်ဘောင်ချာကိုယ်တိုင်ဖြတ်ပြီးတော့အဲ့လိုမျိုးလောက်တာဟုတ်ဟုတ်တယ်ဟုတ်တယ်ပြန်มาတယ်ဟိုလောက်ကိုယ်တိုင်မလိုင်းပြန်มาတယ်တခါကျ reply ကြရင်လဲစိတ်မဆိုးပါနဲ့လို့နောက်ပိုင်းကျတော့ဝန်ထမ်းဝန်ထမ်းခေါ်မယ်အပြအဲ့ဝန်ထမ်းနဲ့အဲ့လိုလုပ်ဖို့စီစဉ်ရှိပါတယ် ရှိတယ်ပြီးတော့လောက်လည်းအဲ့ချစ်သူပဇာနေမှာ special guest အနေနဲ့ခေါ်ရတာပေါ့နော် special guest အနေနဲ့ခေါ်ရဲဆိုလာအဲ့မှာလည်းတချင်းဆိုရမယ်ဟုတ်ထမိန်လဲရောင်းမယ်ပွဲမှာလည်းတောက်လျှောက်ရှိမယ်သူများတွေကပြောတယ်ဈေးရောင်းတာမရှက်ဘူးလားကိုကမင်းသမီးဖြစ်နေပြီတည်ရမလားအဲ့လိုဈေးရောင်းတာမရှက်ဘူးလားဈေးသက်ကြီးအဲ့လိုမျိုးမျိုးစုံတော့ပြောတာတော့ရှိတယ်ဒါပေမဲ့အဲ့လိုတော့ဘူးလားမရှက်ပါဘူးဈေးရောင်းနေဆိုတာဟိုဘယ်လိုပြောရမလဲ သူများကိုပျက်စီးခိုးတာလည်းမဟုတ်ဘူးတမအာစီဝါကြကြနဲ့နီလန်းနဲ့ရှာတဲ့အလုံးမှန်သမ ्या ကိုလာတံမုတ်ထားတယ်တံမုတ်ထားပြီးတော့ဒါကိုလာတော့မွန်ထမိန်လုပ်ငန်းဆောင်လာမွန်လူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့မွန်ထမိန်လေးတွေကိုပြန်ပွားပြီးတော့ဝတ်စေခြင်းနဲ့ဒါပေမဲ့ပရိသတ်တွေကလည်းကြိုက်ကြတယ်ဟိုလာကိုရိုင်းရောင်းတာလည်းဟိုလာ quality ကောင်းတဲ့ထမိန်ပဲရောင်းနေပေါ့နော်ပင်စင်းလုံးကလည်းအမြင့်ဆုံးမှာ2000မကျော်ဘူး1800အမြင့်ဆုံးကိုရောင်းတာဖြစ်တဲ့အတွက်အားလုံးလည်းဝတ်နိုင်တဲ့ဟာလေးကိုပေါ့နော်အမျိုးမျိုးရှိရဟိုလာမွန်ထမိန်မှာ3000 4000 5000 ့တချို့ထဲဆိုတသိန်းကျော်အဲ့လောက်ထိရှိတယ်ဒါပေမဲ့ဟိုလာအဲ့အတန်းနေကိုမတင်ဘူးပေါ့နော်ဟိုလာဟို2000မကျော်တဲ့အဲ့လိုမျိုးဒါပေမဲ့ quality ကတော့အရင်ကောင်းတယ်အမခံတယ်အဲ့ဒါတော့ရေကြိုက်တလို့ရှော်အရင်လုံးဝကြအရင်လုံးဝမလွင့်ဘူးဒါအမတို့တခါတည်းကြော်ညာလိုက်ဆယ်နှစ်လောက်လုံငယ်ဆယ်နှစ်ကဝကဲထမိန်အောင်ရှိရအဲ့ဒါအခုဒီတိုင်းပဲဒီပုံပဲလုံးဝ quality ကထိုင်းမှာထုတ်တာ made in pkk ပေါ့ဟုတ်ဒါဒါဝလာထုတ်တာဒါဒီထမိန်ကဝလာရဲ့ brand brand မွန်မင်းသမီးအဲဒါပဲမွန်မင်းသမီးဟုတ်အကွာတော့ဒါတောင်းတတော့သစ္စာပေါ့နော်ဒီကားလေးကတော့2025မှာတုံးကားမြောက် series ပါတုံးကားမြောက် series ဆိုတော့ဒီတစ်နှစ်လုံးကိုဒီ series နဲ့နည်းနည်းအချိန်ကုန်သွားတဲ့သဘောပေါ့နော်ဟိုလာတော့ဒီနှစ်ရိုက်တဲ့ကားနောက်နှစ်မှာတက်မယ်ပေါ့ အဲ့လိုမျိုးနောက်နှစ်မှရိုက်တဲ့ကရှေ့နောက်နှစ်မှတက်မယ်ပေါ့အဲ့တော့အလုတ်ကိုနုညာလုတ်ကိုလည်းအဆက်ပြတ်သွားလို့မရဘူးတောက်လျှောက်ရိုက်ထားမှအဲ့ရိုက်တဲ့ဟာမနှစ်ကရိုက်တာတွေကဒီနှစ်တက်တာပေါ့နော်ဆိုတော့အဲ့တော့ဒီနှစ်မှအများရိုက်ထားမှနောက်နှစ်မှအများတက်မယ်ဆိုတော့အဲ့ကြောင့်မလို့အဲဒီကားလေးကိုလည်းဟိုလာရှိုက်တာပေါ့နော်ဇက်လေးလည်းကြိုက်ပါတယ်ဟိုလားနေရာလေးလည်းလုတ်ကွက်လည်းရတယ်ကောင်းလည်းကောင်းတယ်ပေါ့အဲ့လိုကလေးစားပြန့်ချီတဲ့ပုံစံလိုမျိုးဆိုတော့အဲ့ဒါလေးဆိုလက်ခံဖြစ်တာပါဟုတ် ဝလာတော့အလုံးပြိတ္တတည်တဲ့အတိုင်းဝလာကားရံနဲ့ဟိုကျန်းနယ်လောင်နယ်အဲ့လိုမျိုးဆိုတော့ဒီကားကလည်းအဲ့လိုရွရွအေးလေးတော့မဟုတ်ပါဘူးဒီကားမှာလည်း twist တွေအဲ့လို secret တွေအများကြီးပါပါတယ်ဟုတ်တခြားလေးပြန်ပြီးတော့ဟိုဟာဖြစ်အောင်မယ်ပေါ့နော်ဇက်ကောက်နေလေအဲ့လိုမျိုးချိုးဇက်ကောက်နေကဇက်ကောက်လေးတွေပြန်ပြီးတော့တခြားပြန်ပြီးတော့အဲ season ရအောင်မယ်လောက်အောင်မယ်ဟုတ်ဒီကားတော့ဝလာရဲ့ဇက်ကောက်လေးကလို glazer ချေတဲ့ပုံစံမျိုးဆိုတော့ကောင်းပါတယ်